စစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်ထနာချုပ်ရာမာခါရှိတဲ့လာရှုမြို့ကနေကိုကန်တပ်ဖွဲ့ MNDA တပ်ဖွဲ့တွေစုခွာဖို့ပြင်ဆင်နေတယ်လို့သတင်းတွေထွက်ပေါ်နေပါဗျ။တစ်တုံရနှစ်ခွန်ဆင့်ရဲ့အတွင်သိပ္ပံရရှိထားတဲ့လာရှုမြို့ကိုလက်ရှိမှာ MNDA ကတရုတ်ဖီအားကြောင့်လာရှုမြို့ပေါ်ဆက်နက်ရပ်ကွက်ကိုစစ်ကောင်စီကိုအုပ်ချုပ်ခွင့်ပေးမယ်လို့လည်းလာရှုဒေသခံတွေထံကနေသိရပါဗျ။ပြီးတော့လာရှုထောင်ကနေလွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ လုံခြုံစေဖို့အတွက်လာရှိုးကနေထွက်ခွာကြဖို့ MNDA ကအတိပေးထားတယ်လို့လည်းဆိုပါတယ်။လာရှိုးမျိုးကိုစစ်ကောင်စီကပြန်ဝင်ရောက်ခွင့်ရသွားမယ်ဆိုရင် TNL တိမ့်ပိုက်ထားတဲ့ဒေတာတွေကိုစစ်ကောင်စီကလေရင်နဲ့ဘုံပူကျဲလာနိုင်ပြီးစစ်ရိတ်ခါတွေလည်းအလွယ်တကူဖြည့်လို့ရသွားနိုင်တယ်လို့ကြောက်မဲဒေတာခံတဦးကပြောပါတယ်။လူတွေပြောနေတယ်ဆိုတာပါတကယ်ဘာပေါ့တိကျတယ်လို့တကယ်ဒီနေ့သူပြန်ကြည့်နေတယ်မဟုတ်ဘူးနဲ့

အပြေရစ်တာအဲ့လိုမျိုးဝစနေရက်ကိုပဲပြီးတော့လက်ခံလိုက်ရင်သူ့ကိုဒီမင်းရပါတယ်ဖြစ်ချင်ပြီးတော့ရတယ်။အဲ့ဒီကတော့ဒီလိုရေးထားတဲ့ကိစ္စကလည်းတကယ်ကြီးဒီလိုတွေလူတွေဖြစ်နေရတယ်။သူလမ်းဆုံးဘာမျိုးစိတ်ချမ်းပြီးဆိုရင်ကြောင်းနေဒီလိုဒီဘောနဲ့ကြောင်းနေတော့ချင်လို့ရတော့ဟုတ်တယ်မသိတော့ပါဘူး။ဟုတ်လားအဲ့လိုပဲအဲ့ဒါကိုကြောင်းနေနေလို့ကြည့်တယ်။ကြောင်းနေနေရတယ်ပေါ့။ no tengo nada pensando. Hola, para humildad. No. Manto uno, nada tu. Tú eres el tengo a mi ami. No, la línea de punche de mea. Yo la sigo a nivel de línea de la escena de punche de mea. Y no sé, cura más de la chelina. Chai, hombre. လာရှိုမျိုးကနေ MNDA ကစုခွာသွားမယ်ဆိုရင်တော်လိုင်းအင်အားစုတွေ ရှမ်းမြောက်မှာရှိတဲ့တိုင်းသားလက်နက်ကင်တွေနဲ့ဒေသခံပြည်သူတွေအတွက်ထိခိုက်မှုတွေများလာနိုင်တယ်လို့နိုင်ငံရေးလေ့လာတဲ့သူတွေကထုတ်ပြကြပါဗါး။ဘာကြောင့်လဲဆိုတော့လာရှိုမြို့ကရှမ်းပြည်တစ်ခွင်လုံးကိုအုပ်ချုပ်ဖို့အတွက်တာမကမြန်မာတပြည်လုံးအတွက်အရေးကြီးတဲ့မြို့ဖြစ်ပြီးစစ်ကောင်စီရဲ့စစ်တိုင်းဌာနချုပ်တွေထဲမှာတတိယအရေးကြီးဆုံးမြို့ဖြစ်နေတာကြောင့်ဖြစ်တယ်လို့နိုင်ငံရေးလေ့လာသုံးသပ်သူဦးကြည်မြင့်ကပြောပါဗါး။အဲ့ဒါကတော့သူအများကြီးဒေါ်လာကြီးကိုထိခိုက်နေတာတင်လာပေါ့။ အမလို့အဲ့ဒီကအစားထိုးပြီးတော့ဘယ်လိုလုပ်ကြမလဲဆိုတဲ့နေရာမှာတော့တလူကြီးကတော့လုံးဝသုံးစားမရဘူး။သုံးစားမရဘူးနော်။အဲ့တော့ TNL ကိုဝင်ပြရတယ်။ TNL ပေါ်မှာပြရမယ်ပေါ့နော်။အဲ့လိုတတ်သွားမယ်။နောက်တစ်ခါ TNL ပေါ်မှာလည်းကြာမှာပဲ။အထူးဖြင့်ခရီးအပေါ်မှာလည်းကြာမှာပဲလေ။နောက်သူကဟိုကလေးစစ်မဟာဗျူဟာကြီးကအဲ့ညာဘွားတပြည်လုံးစစ်တိုင်းနေမှာတတိယအရေးကြီးဆုံးကြီး။ပထမအရေးကြီးဆုံးကတော့ဟိုဘန်ဒယ်မန္တလေးပေါ့ကွာ။ ုတိယတော့ရန်ကုန်ပေါ့နော်မြေပြည်တော်တော်ဘာမဟုတ်ဘူးစစ်တိုင်းထဲမှာသူတို့ကတတိယအကြီးဆုံးအင်အားအကောင်ဆုံးတိုင်းလို့သူကသတ်မှတ်ထားတာလေအဲတမ်းပြည်တခုကိုအုပ်ချုပ်ဖို့ဆိုတော့အဲ့လိုမလို့ဒီလာရှိုးကိုပြန်ပြရတယ်ဆိုတော့အကြီးကျယ်ပြင်းနေတာမှာပြကြတယ်လေ လာရှိုးမျိုးပေါ်ကိုစစ်ကောင်စီကအုပ်ချုပ်မှာဖြစ်လို့ MND အနေနဲ့အေပီလ22ရက်နေ့မှာအပြေးဆုတ်ခွာရမှာဖြစ်ပြီးလာရှိုးမျိုးပြင်ကို MND ကအထူးဒေတာတဲ့အဖြစ်ဆက်လက်ထိန်းချုပ်ထားမှာဖြစ်တယ်လို့လည်းဒေတာတွင်သတင်းတွေမှာဖော်ပြနေကြပါတယ်။တစ်တုံညာနဲ့ခွန်စင်ရရဲ့ဒုတိယပိုင်းကာလ2024ခုနှစ်အောက်တိုဘာမှာကိုကန်တက်မတော် MND ကလာရှိုးမျိုးကိုတိုက်ခိုက်သိမ်းမှတ်ရှိထားခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာ။